channel ကနေပြီးတော့ကြိုဆိုလိုက်ပါတယ်။ကြောရှိမင်းစုတွေအားလုံးစိတ်ချမ်းသာတာခြင်းကိုယ်ချမ်းသာခြင်းနဲ့ပြည့်စုံကြပါစေလို့ကျွန်တော်ပထမဦးစွာဆုတောင်းလိုက်ပါတယ်။ကျွန်တော်တို့အခုလာမယ့်ပတ်23ရက်6လ2025ကနေပြီးတော့28ရက်6လ2025အထိတပတ်သာခံမှန်းချက်များကိုကျွန်တော်ပြောပြပေးပါမယ်။ကြောရှိမင်းစုတွေကျွန်တော် channel လေးကို like and subscribe လေးလုပ်ပေးဖို့မြတ်တာရက်ခံအပ်ပါတယ်။ကြောရှိမင်းစုတွေအားလုံးကိုကျေးဇူးများတင်ပါတယ်။ ူတီကန်လန်နာ update လေးဖြစ်ပါတယ်။ဒါကျွန်တော်တို့ဒီတစ်ပတ်မှာဆိုလို့ရှင်တော့ကျွန်တော်တို့39963838388343ကျွန်တော်ကဒီဘက်မှာကြတော့ကျွန်တော်ဒီဒီတောက်ချာနေရနေပြီးတော့ကျွန်တော်စပေးခဲ့တယ်ပေါ့နော်1အဲ့မှာတောက်ချာနေမနေ့ခင်းမှာလည်းကျွန်တော်တို့1နဲ့အောင်ခဲ့တယ်တောက်ချာနေညနေခင်းမှာလည်းကျွန်တော်3ခွနဲ့တက်အောင်ခဲ့ပါတယ်မနေ့ခင်းက1နဲ့တက်ညနေခင်းနောက်ဆုံးပဲအိမ်မက်လွယ်မယ်ဆိုတော့ဗီဒီယိုဖိုင်လေးမှာဆိုလို့ရှင်ကျွန်တော်တို့3ခွနဲ့ကျွန်တော်တို့တက်အောင်ခဲ့ပါတယ်ဒါကျွန်တော်ရဲ့ချစ်မိတ်ဆွေတွေကျွန်တော်ရဲ့ဗီဒီယိုဖိုင်လေးကို ပြန်ကျင့်သိပါတယ်အဲဒါကြောင့်မို့ကျွန်တော်ရဲ့ဒီဗီဒီယိုဖိုင်လေးကိုကျွန်တော်ကြည့်ပေးပါချမိတ်ဆီလိုစိုင်းနဲ့ထပ်တူကြတယ်ဆိုလို့ရှင်ကျွန်တော်ထိုးပေးပါအခုကကြတော့ကျွန်တော်ဒီကနေ့ပြောပြပေးချင်တာကတော့ကျွန်တော်တို့ဒီဒပတ်စာခန့်မှန်းချက်လေးတွေကိုကျွန်တော်ပြပြပေးပါမယ်ချမိတ်ဆီလိုရဲ့စိုင်းနဲ့ထပ်တူကြတယ်ဆိုရင်တော့ဒါလေးတွေကိုထိုးလို့ရပါတယ်ဒီဘက်အတွင်းကျွန်တော်တို့ပြန်ကြကနန်းပေါ့နော်ကျွန်တော်တို့ဒီဘက်မှာပြန်ကြ၃ခွန်းဆိုပြီးတော့နောက်ဆုံး တောက်ကြနေညနေခင်းမှာထွက်ခဲ့တယ်။တောက်ကြနေညနေခင်းမှာထွက်ခဲ့တဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ဒီတောက်ကြနေညနေခင်းမှာပြန်ထွက်ပြန်ကြကနန်းထွက်လို့ရှိရင်တော့ကျွန်တော်တို့ထိုင်းပါဝါမူရပါမယ်။ထိုင်းပါဝါဘာရှိလဲဆိုတော့39ရှိတယ်၊တက်3ရှိတယ်၊နှစ်6ရှိတယ်၊လေးခွန်ရှိတယ်၊58ရှိပါတယ်။ဒါကြောင့်ထိုင်းပါဝါ9ခွက်ဖြစ်ပါတယ်။တိုက်တယ်ဆိုလို့ရှိရင်တော့ဒီထိုင်းပါဝါမူလို့ရပါတယ်။ ကဲနောက်ထပ် formula တစ်ခုပါနောက်ထပ် formula တစ်ခုကကြတော့ဘာလဲဆိုတော့ဒီတောက်ကြနေခွန်တလုံးပါတိုင်းခွန်တလုံးကြတိုင်းတပတ်အတွင်းအများရန်ထွက်နေကြတော့နှစ်35ခွန်အခွေပူးပါဖြစ်ပါတယ်တိုက်တယ်ဆိုလို့ရှင်တော့ချစ်မိတ်ဆိုတော့ဒီနှစ်35ခွန်အခွေပူးပါလေးကိုလည်းကျွန်တော်ထိုးလို့ရပါတယ်ဒါချစ်မိတ်ဆိုလို့စိတ်နဲ့ထတ်တူကြတယ်ချစ်မိတ်ဆိုလို့ဒီကနန်လေးတွေလည်းကြိုက်တယ်ဆိုလို့ရှင်တော့ယူထိုးလို့ရပါတယ်ကျွန်တော်ချစ်မိတ်ဆိုရင်ထိုးတဲ့ကနန်နဲ့ဒီပေါက်မဲ့ကနန်နဲ့ထတ်တူကြပါစေလို့ကျွန်တော်ဆုတောင်းရည်လိုက်ပါတယ် ါကျွန်တော်ခုလာမဲ့ဒီတပတ်အတွင်းပေါ့နော်မပြောက်ပတ်သီးနေနဲ့ကျွန်တော်တို့ကတုံညပါကျွန်တော်တို့ဒီတပတ်အတွင်းလာမပြောက်ပတ်သီးကတုံညဇာတို့ပတ်သီးကတော့ကျွန်တော်6လို့ပေးထားပါတယ်ဒါပတ်သီးနှလုံးပေးထားဖြစ်ရမှာမလို့ချင်းမဲ့ဆိုလို့တိုက်တဲ့ပတ်သီးကိုကတုံညတိုက်တယ်ဆိုရင်တုံညကိုပတ်ပါတကယ်လို့6တိုက်တယ်ဆိုလို့ရှင်6ပတ်ပွေးဖို့ကျွန်တော်ကဒါပေါ့နော်ရွေးချယ်ပေးထားတယ်ပေါ့နော်ချင်းမဲ့ဆိုလို့တိုက်တယ်ဆိုလို့ရှင်ဒီတုံညနဲ့6နဲ့ထဲကနေတိုက်တာပတ်လို့ရပါတယ်နောက်တစ်ခုအနေနဲ့ဒီဂျာထဲမှာပေါ့နော်ကျွန်တော်ရဲ့ဒီ channel လေးကိုလည်းဒီ လေးတွေ tag share လေးတွေ comment လေးနဲ့ memory အားပေးပေးပါအောင်ကျွန်တော် channel လေးကကြတော့အခုမှအစ်စ်လေးစာဖွင့်တာဖြစ်တဲ့အတွက်ကြောင့်မလို့မလို့ပါအရင် HD ထွန်းတောက် channel တော့ကကြတော့အဆင်ပြေပါတယ်အခုကကြတော့အဲ့ channel လေးပြတ်သွားတဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ master sign ဆိုပြီးတော့ကျွန်တော်က channel အစ်စ်လေးပြန်ဖွင့်ဖွင့်ထားတာဖြစ်ပါတယ်ကျွန်တော်ချစ်မိတ်ဆွေတွေကျွန်တော်ရဲ့ channel လေးကိုလည်း like and subscribe လေးလုပ်ပေးဖို့ကျွန်တော်မြတ်တာရခံပါတယ်ကဲနောက်တဲ့ formula တစ်ခုကိုကျွန်တော်ဆက်သွားမယ်တောက်ချာလေးမှာကျွန်တော်တို့၃ညဘရိတ်ထွက်တယ် အဲ့ဒီကြောင့်မလို့တောက်ချာနေမှာသုံးကြ break ထွက်တိုင်းကျွန်တော်တို့ဒီအများရန်မွေးရမယ်သုံးခွက်ပဲရှိပါတယ်အဲ့ဒီသုံးခွက်တွေကဘာလဲဆိုတော့ကျွန်တော်တို့31ရဲ36ရဲ38ရဲဖြစ်ပါတယ်တိုက်တယ်ဆိုလို့ရှင်တော့ဒီကဏ္ဍလေးတွေကျွန်တော်ထိုးလို့ရပါတယ်ဒီကဏ္ဍသုံးခွက်ပဲရှိပါတယ်တောက်ချာနေမှာသုံးကြ break ထွက်တဲ့အတွက်ကြောင့်မလို့ဒီကဏ္ဍသုံးခွက်ကိုမွေးထိုးလို့ရပါတယ်နောက်တစ်ခုကကြတော့ဒီကျွန်တော်ရွေးထားပြီးရဲ့မွေးကဏ္ဍပေါ့နော်ဒါကကြတော့ ွေးကနဲ၄ကွက်ကိုကျွန်တော်ကတော့ဒါရွေးထားပေးတာဖြစ်ပါတယ်ဒီတစ်ပတ်လုံးမှာချင်းမိတ်စီတို့ကြိုက်တယ်ကနဲ၄ကွက်ပဲထိုးချင်တယ်အများကြီးလည်းမထိုးချင်ဘူးဆိုလို့ရှိရင်တော့ဒီ၄ကွက်ပဲထိုးပါအဲ့ဒီဟာကတော့ဒီ23ရက်6လ2025ကနေပြီးတော့ဒီ29ရက်6လ2025အထိပေါ့နော်ဒီမှာတစ်နှစ်နှစ်စာတော့ဖြစ်သွားပြီကျွန်တော်ကမသွားတာကျွန်တော်ရိုက်တဲ့ဟာလေးပေါ့နော်အမအဲ့ဆိုလို့ရှိရင်ကြိုက်တယ်ဆိုလို့ရှိရင်ဒီ၄ကွက်ပါတင်နေတခွန်6နှစ်6ခွန်ဖြစ်ပါတယ်တိုက်တယ်ဆိုလို့ရှင်ဒီခွေလေးထိုးလို့ရပါတယ်ဒီတင်နေ တနေ6ကွန်6နေ7ကွန်ပါစိုက်တယ်ဆိုလို့ရှင်ဒီဟာလေးကိုအာတော့ထိုးပေးပါဒီဟာလေးကိုထိုးလို့ရပါတယ်ဒါချင်းမိတ်ဆိုလို့စိတ်နဲ့ထပ်တူကြရဲဆိုမှဒီကိန်းန်းလေးတွေထိုးပေးစေချင်ပါတယ်ကျွန်တော်ချင်းမိတ်ဆွေတွေအားလုံးဒါအကြောင်ကျွန်တော်အများနဲ့ပြောနေကြစကားလေးဖြစ်ပါတယ်ကျွန်တော်ချင်းမိတ်ဆွေတွေရဲ့ဒီပေါ်တော့ရှိရစီးပွားတွေမပြတ်သွားစေချင်ပါဘူးဘာလို့လဲဆိုတော့ကျွန်တော်တို့ကဒီဒူးတီထိုးတာဒီကျွန်တော်တို့ဒီ7နှစ်တစ်ချိန်ကျွန်တော်ရင်ခုန်ရတယ်ဒီ၄နှစ်ဝယ်တစ်ချိန်ကျွန်တော်ရင်ခုန်ရတယ်ဒီလိုမျိုးပေါ့နော်ဒီ ိတ်ညစ်နေတဲ့ကာလာရီမှာကျွန်တော်တို့ဒီစိတ်ပျော်ရွှင်တက်တက်ပဲပေါ့နော်ထိုးပါထိုးကြပါလို့ကျွန်တော်ကပြောချင်ပါတယ်ဒီလောဘနဲ့ဒီလိုဇောတွေနဲ့ထိုးလိုက်လို့ဆုံးသွားလို့ရှိရင်ကိုမိသားစုပဲညစ်လာတာဖြစ်တာဖြစ်ပါတယ်အဲဒါကြောင့်မလို့ကျွန်တော်တို့အနေနဲ့အပျော်သဘောနဲ့ပဲကန်ဆန်းပါဘာလို့လဲဆိုတဲ့အချိန်မှာကိုစီးပွားပြက်လောက်တဲ့ဒီမထိုးပါနဲ့ကိုကနဲ့ကိုဒီ7နှစ်ရင်ခုံရတာရဲ့ဒီ၄နှစ်ခွဲရင်ခုံရတဲ့ဒီအပျော်လေးတွေပဲများယူသေးပါတယ်။ဘာလို့ဘာလို့လဲဆိုတော့ဒူးတီထို ီးပွားပြတ်သွားတဲ့သူတွေအများကြီးပါကျွန်တော်လည်းလက်မြင်ကိုတွေ့ကြုံမှုပါတယ်ဒါကျွန်တော်ကတော့ဝါဒနာရကျွန်တော်တွက်ချက်ပြီးတော့ပေးတာဖြစ်ကြတယ်မလို့ချစ်မိတ်ဆွေတို့စိတ်နဲ့ထတ်တူကြတယ်ဆိုဆိုမှထိုးပေးပါထတ်တူမကြလို့ဆိုရင်ရှင်လည်းကျွန်တော်ဗီဒီယိုလေးကိုလာကြည့်ပေးတဲ့အတွက်ကိုကျွန်တော်ချစ်မိတ်ဆွေတွေအားလုံးကိုကျွန်တော်ကျေးဇူးမြဲတဲ့တင်နေပါပါကျွန်တော်ချစ်မိတ်ဆွေတွေအားလုံးကျွန်တော်ဗီဒီယိုလေးကိုကြည့်ပေးရတဲ့တော်မလို့ကျေးဇူးတင်ပါတယ်ကျွန်တော်ချစ်မိတ်ဆွေတွေအားလုံးကျွန်တော်ရဲ့ channel လေးကိုလည်း like and subscribe လေးလုပ်ပေးဖို့လည်းမေတ္တာရက်ခံပါတယ်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ